ရှင်မြတ်တွေရဲ့ကလူလာရာ say now.

ဇော်ထက်မင်္ဂလာပါမင်္ဂလာပါဟောကျွန်တော်ဇော်ထက်ပါကျွန်တော်ဇော်ထက်ပါโอเคโอเคပါကောင်းထက်အဲ့ဆိုရင်ကျွန်တော်တို့ထိုင်လူမိနေတဲ့တုံးတဲ့စကားနားထောင်ကြည့်ရအောင်ဗျโอเคအဓိကပြောချင်တာကတော့ဒီနေ့အထိပေါ့လေပြန်လဲတဲ့ချက်မှာအောင်ထက်ကသူ့အရေးသွေးကိုသူထိန်းထားနိုင်တာတွေ့ရပါတယ်ခါတင်းတော့လေဘီယူနာတော်တော်နဲ့ကျွန်တော်စိုးရင်မိတဲ့အပိုင်းလေးတွေရှိပါတယ်တော်တော်လဲကျွန်တော်စိုးရင်လို့စိုးရင်မှုလို့ပြောင်းအောင် အောင်ထက်ကချက်တစ်ချက်လုပ်ပြပါတယ်အဲ့တော့ပြောရရင်တော့တော်တော်လေးကောင်းပါတယ်เนาะဒီနေ့ဆိုတော်တော်လေးကောင်းပါတယ်တချင်းဆိုတာအားနေတဲ့သူတွေကဆွဲဆောင်မှုရှိအောင်ဆိုနိုင်ဖို့ခဲရင်ပါတယ်သူ့အာယုံဆိုင်ဖို့တတိထားမိဖို့မလွယ်ဘူးပေါ့နော်တကယ်တချင်းဆိုကောင်းတဲ့သူတွေကသူဆိုတာကိုတကယ်ကိုနိနေကာကာနဲ့ ဆိုတာကောင်းတာတွေကိုအသိမှတ်ပြုပြီးတော့ဆွေးဆောင်မှုရှိရှိနားထောင်နိုင်ကြရတယ်ပေါ့နော်အဲအဲ့ဒါလည်းပုံကောင်းတဲ့သူတွေကတော့ဒီသချင်းကိုရေးထားတဲ့သူကဘလူဘွားတွေကနေဘလူမျိုးလေးရေးထားလဲဆိုတဲ့အထိစိတ်ဝင်စားနေပို့ပြီးတော့ခေါ်ဆောင်သွားနိုင်အဲအောက်ထက်ကအဲ့လောက်ထိဆိုနိုင်တယ်လို့ဆရာပြောချင်ပါတယ်ဒီတစ်ခါဒီနေ့အောက်ထက်ကဘာပေးလိုက်လဲဆိုတော့နေလိုက်ကြည့်ရတယ်လို့ပါပဲအောက်ထက်တစ်ခုပေးတော့မယ်ဆိုတော့တိတော့တိနေပါတယ်သူတော့ဘာလဲဆိုတော့မသိသေးတာပါအဲ့လိုသဘောတရားပါ နုပညာမှာဘယ်နေရာမှာတော့အချိုးကွင်းအစ်တဲ့သူသွားမလဲဆိုတော့ပြောချင်တာတာကတချင်းကိုစူနေပြီပဲတချင်းရေးရဲ့စိတ်ကူသားစိတ်တဲ့မှာရှိနေအဲ့တော့အတန်တစ်ကိုတွေ့ရတဲ့အခွင့်အရေးရတဲ့အဲ့အတန်တစ်နဲ့တာတာရဲ့ကစားကွက်ပေါ်လို့တာတာရဲ့အနုပညာအကောင်းဆုံးတွေအဲ့မှာထထောက်ပါတော့တာပဲအဲ့ကွက်ကလေးကိုတာနေတိုင်းရှာတဲ့ခါမှာဆရာလေးကအဲ့ဒါကိုဟာဒီနေ့တော့ဒါရီရလဲဒီနေ့ရောဟိုဒါရီရဒါကောင်းတယ်ကောင်းတယ်နေတိုင်းကအစ်စ်တွေတာလှုပ်လှုပ်ပြီးနေကျေးဇူးတင်ပါတယ်အဲ့ဒါတကယ်လှပတဲ့အနုပညာပါ အမြဲတမ်းအတက်ကလေးဖန်တီးနိုင်ပါသေးကိုနိုင်နေနင်းနေနေပါပဲအားလုံးကလည်းကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါဆရာမမကတော့မမပြန်ပြီးတော့ဒီ judge လုပ်တဲ့ဟိုဝိကကနေစပြီးတော့တားအောင်ပေါ့နော်ပထမအဦးဆုံးတစ်ပတ်တုန်းကတားဆိုတာမကောင်းတာမဟုတ်ဘူးလောဘမကြီးနဲ့လို့မမပြောခဲ့မိတယ်ဟုတ်တယ်နော်အဲ့ဒါလည်းမမကတော့တကယ်တမ်းဆိုလို့ရှိရင်တားအောင်ကောင်းစီစင်းတဲ့သဘောနဲ့ပြောတဲ့အတိတ်ပဲပါနော်အခုဒီနေ့မှတားအောင်အဲ့ဒါကိုမတွေ့ရတော့ဘူးမတွေ့ရတော့ဘူးဆိုတဲ့အတိတ်ပဲကဘာကြောင့်လဲဆိုတော့ ။တချင်းရဲ့ရတတခုပေါ်လွင်တဲ့နေရာမှာပြိတက်ကိုစက်တငန်ငန်လေးဖြစ်အောင်ဒါပေးစွမ်းနိုင်တဲ့ဟာကိုဒါလုပ်လို့ရသွားပြီ။နော်။နောက်တစ်ခုကအမြဲတမ်းတချင်းတီဆိုတဲ့အပေါ်မှာဒါတက်တက်ရက်ရက်နဲ့အမြဲတမ်းတီဆိုတာကိုဒီနုပညာလမ်းကြောင်းမှာတကယ်ရှောက်မယ်ဆိုလို့ရှင်ဒါအဲ့ဒါလေးကိုအမြဲတမ်းဒါနဲ့တည်ဆောင်သွားပါ။နော်ဒါဒါကိုလက်ဆောင်စကားပါ။ဒါအမြဲတမ်းတက်တက်ရက်နဲ့ဒါလုတ်တက်တဲ့အကျင့်ကလေးကဒါအတွက်အင်မတန်ကိုကောင်းပါတယ်။အဲ့တော့မမကတော့ဒီနေ့မှာဒီတချင်းဆိုတဲ့ဟာမှာအောင်ချက်ကိုပြောချင်တဲ့စကားတခွန်းပဲရှိတယ် အရန်ကောင်းတယ်လို့ပြောရတာထက် perfect လို့ပဲပြောချင်ပါတယ်เนาะဟုတ်ကဲ့ပါကျွန်တော်တို့ပြန်ပေါ်မယ်အောင်ထက်ကိုအားပေးခြင်းနဲ့ဆင်းเนาะ SMS ပေးပို့နိုင်ပါတယ်ပေးပို့ရမယ့်အကောင့်နံပါတ်ကတော့ YTB00